ဲပေါ်ရာတို့ဘာပဲကြည့်ကြည့် channel subscribe လုပ်ခေါင်းလောင်းထိုးပြီးရင်တော့ဒီနေ့အတွက် let's go ဂျက်ဖာဆိုတဲ့လူတယောက်ဟာကက်စင်လို့ခေါ်တဲ့သခိုးတယောက်နဲ့တူရေနာတိုက်ကိုဖွင့်ဖို့စူးစမ်းနေကြပါတည်းသူတို့ရာတဲ့ခန္ဓာရာတွေကလျှို့ဝှက်စမ်းချိန်မှုတွေနဲ့ပြည့်နှက်လို့နေတဲ့အန်ဝယ်ဟာကူကြီးထဲမှာရေနာယူဖို့ဆုံးဖြတ်လိုက်ကြပါတယ်အဲနောက်ဂျက်ဖာကသူနဲ့တူပါလာတဲ့ကက်စင်ကိုကူကြီးအောက်ကိုဆင်းခိုင်းပြီးတော့သူ့အတွက်အန်ဝယ်ဟာတွေနဲ့ပြည့်နှက်နေတဲ့မိကွက်ကိုယူလာခိုင်းလိုက်ပါတယ် အိုက်ကူရဲကိုထိုက်တန်မှုတွေနဲ့ဖုံးကွယ်နေတဲ့စိန်တပွင့်လိုဖြစ်နေတဲ့လူတယောက်သာဝင်ကွင်းရှိတာပါဒါပေမဲ့ဂန်စင်ကနှိမ့်ချတဲ့တကူးပြင်းနေတာကြောင့်ကြားကောင်းတဲ့ဂူကြီးကတော့လက်မခံပဲဂန်စင်ကိုဝါမြူသွားပါလိမ့်အန်နမာဂျာဖာနဲ့လာဂိုတို့လည်းသူတို့မိခွက်ရဖို့ရေထိုက်တန်တဲ့လူတယောက်ကိုရှားမယ်ဆိုတာသဘောပေါက်သွားပါတော့တယ်တပတ်မှာတော့မြို့တော်တွေမှာစားစရာတွေရှောက်နေတဲ့တကူးကောင်လေးကိုနန်းတော်ရဲမတ်တွေကလိုက်ဖမ်းနေတာပါအဲဒီကောင်လေးကအလာဒင်ဖြစ်ပြီးတော့အလာဒင်ဖမ်းခံရတော့မဲ့ချိန်မှာတော့သူ့ရဲ့အိမ်မွေးမြောက်ကလေးအဘူးကကယ်တင်လိုက်ပါလိမ့် အလာတရန်အစာစားဖို့အတွက်နေတိုင်းလိုခိုးနေခဲ့ပြီးမြို့တော်ထဲမှာလည်းသူနဲ့သူ့ရဲ့မြောက်ကလေးဘူကိုမသိတဲ့သူမရှိပါဘူး။ဒါပြင်အလာတရန်နဲ့အဘူကထက်မြက်တာကြောင့်ရဲမတွေလိုက်ဖမ်းတိုင်းမှာမလွတ်မြောက်တာလည်းမရှိခဲ့ပါဘူး။ဒုံနဲ့အလာတရန်ကသူခိုးလာတဲ့ပေါင်မုံလေးကိုစားဖို့လုပ်နေချိန်မှာမိုက်ပုံးလေးတွေကစားစရာရှာနေတဲ့ကလေးလေးနှစ်ယောက်ကိုတွေ့သွားခဲ့ပါတယ်။အဲကြောင့်အလာတရန်လည်းတနာပြီးတော့မစားရတာကြောင့်ကလေးနှစ်ယောက်ကိုပေးလိုက်ပါတယ်။အဘူကတော့မပေးချင်ပေမဲ့အလာတရန်အောင်မှမစားဘဲနေနေတာမြင်ပြီးတော့နောက်ဆုံးတော့သူလည်းပေါင်မုံကိုပေးလိုက်ပါတယ်။ အန်နမော်တို့မျိုးတော်တွေကလမ်းပေါ်မှာချမ်းသာကြွယ်ဝတောက်ပြောင်နေလူတယောက်ဟာမြင်းစီးပြီးတော့နန်းတော်ဘက်ကိုဦးတည်သွားနေပါလေအလာဒီနဲ့အဘူလဲသူများရဲ့နီးတူချမ်းသာလူကိုရက်ကြည့်နေပြီးတော့အဲ့လူကတော့မင်းသမီးလေးအတွက်နောက်ထပ်ကျင်ရတော့မင်းသားအာမတ်ပါပဲအဲ့ဒီမှာပဲအလာဒီနဲ့ဘူတို့ပေါင်မုတ်ကြွေးခဲ့တဲ့ကလေးနှောက်ကမတိဘဲနဲ့လမ်းမပေါ်ပြေးတက်လာတာကြောင့်မြင်းမော်ကမင်းသားအာမတ်ကကလေးတွေကိုယုံပြီးတော့ရိုက်ဖို့လှုပ်ပါတော့တယ်ဒါမဲ့အလာဒီကဝင်လာပြီးတော့ကလေးတွေကိုကယ်လိုက်တဲ့ပြင်အပြုတ်မှုမကောင်းတာကြောင့်အများသိအောင်ပြောလိုက်ပါတယ် မင်းသားအာမတ်သူရဲကောင်းဝင်လို့တဲ့အလာရင်ကိုမကျေနပ်ပဲစောင့်တွန်းခဲ့တာကြောင့်အလာရင်လည်းဘွက်ထဲကိုပြုတ်ကျသွားပါလေမင်းသားအာမတ်ကတော့သူ့ကိုပြောခဲ့တဲ့အလာရင်ကိုလမ်းပြီးကြွတာတာပဲလို့ပြောလိုက်ပြီးနန်းတော်တွေကိုခေါင်းမော့ရင်ကော့ကဝင်သွားခဲ့ပါတော့တယ်အလာရင်လည်းသူ့ကိုပြောခဲ့တဲ့စကားတွေကိုတညာလုံးခေါင်းထဲရောက်နေပြီးတော့တနေ့တော့သူချမ်းသာသာနဲ့နန်းတော်ထဲမှာနေရလောက်တဲ့အထိပြောင်းလဲသွားမှလို့အဘူးကိုပြောပြနေပါလေနောက်နေ့ရောက်တဲ့အခါမှာတော့နန်းတော်ထဲမှာမင်းသားအာမတ်ကသူ့တဘွာလုံးမှာခုလောက်ထိစော်ကားမခံဘူးလို့ပြောဆိုပြီးတော့ထွက်သွားပါလေ ဘာဖြစ်နေလဲဆိုအောင်နားမလည်နိုင်တဲ့ဘရင်ကြီးလဲဒေါသထွက်ပြီးတော့သမီးဖြစ်သူဂျက်စမင်ကိုသွားတွေ့ပါလေဂျက်စမင်အိမ်ဝေးကြရာဂျာကမင်းသားအာမဲဘောင်းမျိုးကိုက်ဖြေပြီးတော့ပြန်လွှတ်လိုက်တာကြောင့်ဘရင်ကြီးလဲစူပါတော့တယ်ဘရင်ကြီးကတော့မင်းသားအာမဲမြန်မြန်ပြန်သွားတာဟာသူသမီးဂျက်စမင်နဲ့ရာဂျာတို့ပေါင်းပြီးတော့ပညာပြလိုက်ကြောင်းကိုသိသွားပါလေအဲ့တော့ဘရင်ကြီးကသမီးဖြစ်သူဂျက်စမင်ကတွေးဖို့ခေါ်လာတဲ့ဂျင်ရော်တိုင်းကိုငင်းပယ်နေရကြောင့်အဲ့လိုထမ်းမလို့တော့ဖို့သတိပေးပါလေဒါပေမဲ့နန်းတော်ရဲ့ဥပရိယဂျက်စမင်ရဲ့နောက်မွေးနေ့အမိမာမင်းသားတစ်ပါးနဲ့မဖြစ်မနေလက်ထပ်ရတော့မှာဖြစ်ပါလေ အခုတော့ Jasmine အားချင်း3ရက်သာကြံတော့တာပါ Jasmine ကတော့သူလက်ထက်ချင်းချစ်လို့လက်ထက်တာကိုပဲလိုချင်ပေမဲ့ဘီရင်ကြီးကတော့ဥပဒေတီးတယ်မဲ့မဟုတ်တာကြောင့်အတင်းကိုလက်ခတ်ခိုင်းပါတယ် Jasmine ကချုံအောင်ခံထားတဲ့ဘဝမှာသာနေရရင်မင်းမီမလုံးချင်တော့ဘူးလို့ပြောလိုက်တဲ့အတွက်ဘီရင်ကလည်းစိတ်ညစ်ညစ်နဲ့ပြန်လှည့်လာခဲ့ရပါတယ်နန်းတော်တွေရောက်တဲ့အခါမှာတော့ဘီရင်ကသမီးဖြစ်သူရေးနဲ့ပတ်သက်ပြီးစိတ်ညစ်နေရှာပါတယ်အဲဒီအချိန်မှာအမတ်ကြီး Jaffa ရောက်လာကြောင်းဘီရင်လည်းသမီးဖြစ်သူကိစ္စနဲ့ပတ်သက်ပြီး Jaffa ကိုအကူအညီတောင်းလိုက်ပါတယ်အဲတော့ Jaffa လည်းလော်ဂျီဖြစ်နေတဲ့ဘီရင်ကိုကူညီနိုင်ပေမဲ့ ဘရင်လက်ကထူးခြားတဲ့စိန်ပြာလက်စုပ်ကိုသုံးဖို့အတွက်ချုပ်ခိုင်းလိုက်ပါလေဘရင်ကချုပ်ပေးဖို့ညင်းနေရတော့ဂျဖာတော့မွေရုပ်ပုံတရန်ရှိတဲ့သူ့ရဲ့တောင်မွေးနဲ့ဘရင်ကြီးကိုညှို့ထည့်လိုက်တာပါဘရင်ကဂျဖာတောင်းဆိုသမျှကိုအကုန်လုံးလှုပ်ပေးနေပြီလက်စုပ်ပါချုပ်ပေးလိုက်ပါလေဂျဖာတော့လက်စုပ်ရပြီးသားနဲ့နန်းတော်ရဲ့လူဝတ်အပေါက်ကနေသူ့ရဲ့သီးသန့်လူဝတ်နေရာစီကိုသွားနေခဲ့ပါလေအဲဒါမှပဲလွတ်လပ်ချင်တဲ့ဂျက်စမင်လေးဟာနန်းတော်တွေကနေပြင်ပလောကကိုခိုးထွက်ဖို့ကြံစီပါတော့တယ်ရာဂျာတော့ဇွဲပြီးမဲ့ဂျက်စမင်ကအချုံအောင်မခံနိုင်တော့တာကြောင့် ူဘွားသူရက်ဒီဖို့ဆိုပြီးတော့ထွက်သွားခဲ့ပါတယ်။နောက်နေ့မနက်မှာတော့လာဒီနဲ့အဘူကထုံးစံတိုင်းပဲစားစရာခိုးပြီးတော့စားနေကြပါတယ်။အဲဒီချိန်မှာပဲမျိုးတော်ရဲ့ဇီလန်ထက်မှာရောက်နေတဲ့ဂျက်စပင်ကိုမြင်ပြီးတော့အလာဒင်ကတော့သဘောတူကြနေခဲ့တာပါ။ဂျက်စပင်တယောက်ဇီလန်မှာရှောက်ကြည့်နေတော့ပန်းသီးဆိုင်ရှိကစာလောင်နဲ့ကလေးလေးကိုမြင်သွားပါတယ်။ဂျက်စပင်ကတော့ဘိုက်စာနဲ့ကလေးလေးကိုပန်းသီးလုံးယူပေးလိုက်ပြီးငွေမပေးဘဲထွက်သွားခဲ့တာပါ။ဒါပေမဲ့ဘသူကမှသူ့ကိုမင်းသမီးလေးမှမသိတဲ့အခါဂျက်စပင်လည်းဆိုင်ရှင်နဲ့ငွေမပေးလို့ပြဿနာတက်နေပါတော့တယ်။ ဂျက်စမင်ကတော့သူနန်းတော်ကိုသွားပြီးတော့ဆူတန်စီကနေပြိုင်ပေးမယ်ပြောရင်ပဲဆိုင်ရှင်ကပန်းဒီခိုးတဲ့ဂျက်စမင်လက်ကိုဓာအနဲ့ဖြတ်ဖို့ရွယ်ပါတယ်အဲဒီအချိန်မှာပဲအလာဒင်ရောက်လာပြီးတော့ဂျက်စမင်ကသူ့ရဲ့ညီမပါလို့ပြောပြီးတော့ပါထုတ်သွားဖို့လှုပ်လိုက်ပါတယ်ဂျက်စမင်လည်းအလာဒင်ပြောသလိုအယူပုံစံတရုပ်ဆောင်ပြီးတော့လိုင်လောညီတွေစာနဲ့နေနေခဲ့ပါတယ်အဲဒီမှာတော့အဘူးအိတ်တဲကနေရွှေငွေတွေနဲ့ပန်းဒီတွေတွေ့ပြီးပန်းဒီတွေလည်းသူတို့တောင်းကိုဖမ်းဖို့ကြိုးစားပါတော့တယ်ဒါမှမဟုတ်တော့ဂျက်ဖာဟာလက်ကိုတဲ့အတူသူ့ရဲ့ဖန်ဒီတီထွေမှုကိုလုံနိုင်ပြီးတော့လိုင်ူတဲ့ဝင်ရိုင်းနဲ့လူကိုလိုက်ပြခိုင်းလိုက်ပါတယ် ဲလူဟာအလာရင်ဖြစ်ပြီးတော့ဖန်သားပြေမောမှာအလာရင်ရဲ့ပုံရိပ်ကအထင်းသားပေါ်နေခဲ့တာပါတမမတော့အလာရင်ဟာဂျက်စမင်းကိုခေါ်ပြီးတော့သူ့ရဲ့နေရာကိုခေါ်လာပါတော့တယ်ဒိုနဲ့အလာရင်ဟာသူ့နဲ့အဘူတို့အမြဲနေပြီးတော့နန်းတော်ယူကြည့်လို့ရတဲ့မြင်ကွင်းကိုဂျက်စမင်းမြင်မှုအောင်ခေါ်လာပြလိုက်ပါတယ်ဂျက်စမင်းကတော့နန်းတော်ကိုမြင်လာတဲ့စိတ်ပြတ်သွားပြီးတော့အလာရင်ကတော့သူတခါမှမခံစားဘူးတဲ့စည်းစိမ်တွေကိုရွတ်ပြနေတာပါအလာရင်တို့တော့ဒီမှာနေတာထပ်ပို့ပြီးတော့ကောင်းတယ်လို့ခံစားပြီးစားစရာခိုးစရာမလိုဘဲနဲ့အဆောင်တွေလိုက်တာလည်းမခံတဲ့ဘဝမှာတစ်ခါလောက်တော့နေကျင်ခဲ့ပါတယ် ဂျက်စမင်တို့တော့ဒီလိုနေရာတွေကအလားတင်းသာရောက်ရင်ဘာဝဲဖို့ဘာစားဖို့အမိန်ပေးခံပြီးစိတ်ကျဉ်းကြပိတ်လောင်ခံရလိမ့်မယ်လို့ပြောပြလိုက်ပါတယ်။အဲလိုနဲ့အလားတင်းလဲဂျက်စမင်အကြောင်းကိုမေးလိုက်တော့ဂျက်စမင်ကအဖေဖေးသူအတင်းလက်ထပ်ခိုင်းနေတာကြောင့်အိမ်ကနေထွက်ပြေးလာတာလို့ပြောပြလိုက်ပါတယ်။အလားတင်းနဲ့ဂျက်စမင်ကတယောက်ကိစ္စတယောက်နားထောင်နေနေဂျင်နာစားပြုနေကြတော့မှပဲရဲမတ်ကသူတို့ရှိတဲ့နေရာကိုရောက်လာပါတော့တယ်။အဲနောက်မှာတော့အလားတင်းလဲဂျက်စမင်လက်ကိုဆွဲပြီးတော့ရဲမတ်တွေလက်ကနေလွတ်အောင်ထွက်ပြေးတော့တာပါ။ဒါမဲ့ဒီတစ်ခါမှာအလားတင်းလွတ်သွားတာကြောင့်ဂျက်စမင်ကဝင်တားပြီမင်း ရဲမက်ကမတီးပဲတွန်းထုတ်လိုက်ပါတယ်။အဲကြောင့် Jasmine လည်းဒေါသထွက်သွားပြီးတော့သူခေါင်းဆောင်ကိုဖဲကားမင်းသမီးအမိန်နဲ့လာရင်ကိုလွတ်လိုက်ဖို့ပြောလိုက်ရပါတော့တယ်။ရဲမက်လည်းလွတ်ပေးခြင်းပဲ Jaffa ဖန်ခိုင်းတာကြောင့် Jasmine ကို Jaffa နဲ့သာညှိနှိုင်းဖို့ပြောလိုက်တာပါ။အဲတော့မှတော့ Jasmine က Jaffa စီရောက်လာပြီးတော့အဆောင်တွေဟာသူ့အမိန်နဲ့ဈေးထက်ကကောင်လေးကိုဘာလို့ဖန်ခေါ်တာလဲလို့မေးလိုက်ပါတယ်။ Jaffa လည်းကောင်လေးကယာစုမှုရှိပြီးတော့မင်းသမီးကိုပြန်ပေးဆွဲလို့လို့ပြောလိုက်တဲ့တော့ Jasmine ကသူကိုယ်တိုင်ပဲထွက်ပြေးခဲ့တာဖြစ်တဲ့အကြောင်းကိုပြောပါတယ်။ ဂျက်ဖာတော့ကောင်လေးကတေးတန်းကြောင့်ခေါင်းဖြတ်တတ်ခံလိုက်ပြီလို့ပြောလိုက်တဲ့အတွက်ဂျက်စမင်လည်းသူ့ကြောင့်တေးသွားတဲ့အလာဒင်းတို့ကစိတ်မကောင်းဖြစ်နေတာပါတကယ်တော့လာရီဟာချုပ်ခန်းနဲ့ဖန်ခံထားတာဖြစ်ပြီးတော့အဘူးကတော့ဂျက်စမင်နဲ့ထပ်မတွေ့ဖို့ပြောလိုက်ပါတယ်အဲဒါမှတော့ဂျက်ဖာအချင်းကြနေတဲ့ဖိုးကြီးတယောက်ရောင်ဆောင်ပြီးတော့ဂျက်စမင်ကိုသဘောကျရင်လိုင်းကူတစ်ခုတည်းကရေနာရီသွားယူဖို့ဂျန်ပေးလိုက်ပါတယ်ဒုနဲ့အချင်းတော်တွေကလူဝဲပေါက်ကနေတဆင့်ဂျက်ဖာအလာဒင်းကိုခေါ်ပြီးတော့လိုင်းကူရှေ့ကိုသွားခဲ့ပါတယ်လိုင်းကူကတော့အလာဒင်းကိုဝင်ခိုင်းပြီးတော့မိကွက်ကလွှဲရင်ဘာကူမှမထီးဖို့မှားလိုက်ပါတယ် ဂျက်ဖာကတော့မိခွက်ရင်ယူလာပေးဖို့နဲ့ပြီးတော့မှကြိုက်တဲ့ရဲနာတွေယူဖို့ကိုပြောလိုက်တာပါလိုင်ကွီးထဲမှာတော့မြောင်များစွာသောရဲနာတွေတောင်းလို့ပုံနေခဲ့တာကြောင့်အဘူးကတော့တိုးထိခြင်းနေပါလေဒါမဲ့အလာဒင်ကမခိုးဖို့မထိဖို့မှားလိုက်တဲ့တော့အဘူးလည်းနောက်ပြန်ဆုတ်ခဲ့ရပါလေအဲဒါမှာတော့အဘူးနဲ့အလာဒင်တို့နောက်မှာမော်ကော်စောပြန်ရောက်လာပြီးအလာဒင်တို့နဲ့ရင်းနှီးသွားခဲ့ပါလေဒိုနဲ့အလာဒင်တို့လည်းကော်စောပြန်လမ်းညွှန်မှုနဲ့မိခွက်စီကိုရောက်လာခဲ့ကြပါလေအလာဒင်ကအဘူးကိုကမ်းတစ်ဖက်မှာထားခဲ့ပြီးတော့မိခွက်ကိုသွားယူပါလေ ဒါမဲ့အဘူးကရုတ်တရက်ခုကင်နာတဲ့ရဲနာကိုယူလိုက်တာကြောင့်ဒါမဲ့ရဲနာကိုထိလိုက်မိပြီးတော့လှိုင်ကူကလည်းအသက်ဝင်လာခဲ့ပါတော့တယ်။အဲနောက်ဂူရဲအရာရာအလုံးပျက်စီးသွားပြီးတော့ချောအေးဘူးတွေသာဖြစ်ကုန်တော့တာပါ။အလာတွေနဲ့အဘူးကိုမော်ကော်စောပြန်ကဲတင်နေပြီးတော့လှိုင်ကူကြီးလည်းပြိုကျပျက်စီးပါတော့တယ်။အဲချိန်အပဝါနာရောက်နေအလာတွေကတော့ပြုတ်ကျကန်ပြီးဖြစ်နေပြီးဂျက်ဖာတော့မိခွက်ကိုအရင်တောင်းနေပါလိမ့်။မတက်တာတဲ့ဆုံးအလာတွေလည်းမိခွက်ရင်ပြေးလိုက်တဲ့အတွက်ဂျက်ဖာတော့ပါလာတဲ့ဓာတ်နဲ့အလာတွေကိုအဆုံးသတ်ပေးဖို့စူးစမ်းပါတော့တယ်။ အဲ့ဒီအဘူကကိုက်လိုက်တာကြောင့်အလာရင်လည်းအသက်မခံရတော့ပဲအဘူနဲ့သူအောက်ကိုပြုတ်ကျသွားခဲ့ပါလေဒိုနဲ့လိုင်ကူကြီးလည်းတဲကန်တာနဲ့ပြန်ဝင်ပြီးတော့ပျောက်ကွယ်သွားတဲ့နောက်မှာတော့ဂျက်ဖာဝမ်သာအားနဲ့မိဝက်ကိုရှာပေမဲ့မိဝက်ကသူ့လက်ထဲပါမလာတော့ပါဘူးတကယ်တော့အလာဒင်နဲ့အဘူကိုမော်ကော်စောပြန်ကယ်တင်ပေးခဲ့ပြီးသူတို့တွေလည်းလိုင်ကူထဲမှာပိတ်မိနေပါလေအဲ့တော့အဘူကမိခွက်ကိုထုတ်ပေးလိုက်တာကြောင့်အလာဒင်လည်းမိခွက်ပေါ်ကစာကိုမြင်ရဖို့အတွက်မိခွက်ကိုပို့လိုက်ပါတယ်။အဲဒီအချိန်မှာမိခွက်ကထူးဆန်းလာပြီးတော့မိခွက်ထဲကနေနှစ်တထောင်လောက်အိပ်ပျော်နေတဲ့ဂျန်နီကထွက်လာပါတော့တယ် ။မိခွဲဆောင်ဂျီနီကတော့အလာဒင်ဟာသူ့ရဲ့သခင်သစ်ဖြစ်ပြီးဇူတောင်းကျင်တာတောင်းလို့ရပါတယ်လို့ပြောလိုက်ပါတယ်။အလာဒင်လည်းဂျီနီဟာသူ့ရဲ့ဇူတောင်းတွေကိုဖြေပေးနိုင်တယ်ဆိုတာကြောင့်သဘောကျသွားပါတယ်။ဒါမဲ့ဂျီနီကသခင်တယောက်အတွက်ဇူတောင်း၃ခုပဲဖြေစည်းပေးမှာဖြစ်ပြီးနောက်ထပ်ဇူတောင်းတွေကိုတော့မရကြောင်းကြိုးပြီးတော့မှားလိုက်ပါတယ်။ပြီးတော့မိခွဲရဲ့စည်းကမ်းတွေအနေနဲ့ဂျီနီကဘသူ့ကိုမှတပ်ပေးလို့မရသလိုဘယ်သူကဘသူ့ကိုပဲဖြစ်ဖြစ်ချစ်လာအောင်လဲလုံမပေးနိုင်ကြောင်းကိုကြိုးပြီးတော့ရှင်းပြလိုက်ပါတယ်။အဲ့ဒါပြင်ဂျီနီကဒေဗီသားလူတွေလည်းပြန်ခေါ်လာပေးလို့မရတဲ့အတွက် ဇန်နဝါရီတော့စူတောင်းဖို့ပြောပါလိမ့်အဲနောက်လာရင်တို့လည်းဂျင်းကြီးကိုစမ်းသတ်တဲ့အနေနဲ့ဒီကူတဲကနေထုံနိုင်အောင်လှုပ်ခိုင်းလိုက်ပါတော့တယ်တဖက်မှာတော့နန်းတော်မှာဂျက်စမင်ရဲ့တိုင်ကြားချက်ကဘီလဲဂျက်ဖာကိုခေါ်ဆူပါတော့တယ်အဲနောက်မှာတော့လက်ကိုရဲ့အကြံကြောင့်ဂျက်ဖာကတော့ဇူတန်ဖြစ်လာဖို့ရိတ်ဂျက်စမင်ကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်တဖက်မှာတော့အလာရင်ကအပြင်ကိုရောက်လာပြီးတော့သူ့စူတောင်းသုံးကိုလှုပ်ပေးဖို့ပြောလိုက်ပါတယ်ဂူပြင်ထွက်တာသူ့စူတောင်းမဟုတ်ခဲ့တာကြောင့်ဂျင်းဒီလည်းအလက်ကားလှုပ်ပေးလိုက်ရပါတော့တယ်အဲနောက်မှာတော့အလာရင်ကစူတောင်းအတွက်ဂျင်းဒီရောဘာလို့ဂျင်းလဲလို့မေးလိုက်တဲ့အခါမှာ ဂျင်နီယာသူတပွားလုံးမှာလွတ်လပ်နေခြင်းခဲ့တာပါဒါမှလည်းသခင်ကိုယ်တိုင်ဆူတောင်းပေးမှပဲဖြစ်မှာကြောင့်ဂျင်နီကတော့ဖြစ်မလာလောက်ဘူးလို့ပဲတွေးနေခဲ့ပါတယ်ဒါမှအလာဒင်ကတခြားသခင်လေးနဲ့မတူပဲသူ့ရဲ့ပထမဆုံးဆူတောင်းနှစ်ခုလုပ်ပြီးတာနဲ့နောက်ဆုံးဆူတောင်းကိုဂျင်နီတို့အတုံးပေးမယ်လို့ခရီးပေးလိုက်ပါတယ်အန်နမတော့အလာဒင်ကဂျက်စမင်ကိုချစ်ပြီးတော့လက်ထပ်ချင်တာကြောင့်သူ့ကိုမင်းသားဖြစ်အောင်လုပ်ပေးနိုင်မလားလို့တောင်းဆိုလိုက်ပါတယ်အဲကြောင့်အလာဒင်လည်းပထမဆုံးဆူတောင်းနေနဲ့သူ့ကိုမင်းသားတစ်ပါးရဲ့ဘဝဖြစ်ပြောင်းလဲပေးဖို့ဂျင်နီကိုတောင်းဆိုလိုက်တာပါ အိုင်နာမာတို့ဂျင်းဒီကမင်းသားတစ်ပါးစီးဖို့အဘူးကိုမြောက်ကနေစင်အဖြစ်ပြောင်းပေးလိုက်ပါတယ်ဒိုနဲ့အလာရင်တယောက်မော်ပညာသုံးပြီးတော့မင်းသားတစ်ပါးလိုချမ်းသာအောင်လုပ်နေလိုက်တာပါဒါမှမဟုတ်ဂျက်ဖာကမင်းသမီးသဘောမကျတဲ့သူတွေကြောင့်လက်မထပ်ဖြစ်ရင်ဥပဒေအရတုံးဝင်မကြီးနဲ့လက်ထပ်မယ်လို့ပြောပြလိုက်ပါတယ်ဒါမဲ့ဘီရင်ကြီးကလက်မထပ်စီချင်တာကြောင့်ဂျက်ဖာလည်းစိတ်ကိုထတ်ညှို့ပြီးမင်းသမီးကိုအမိန်ပေးဖို့တောင်းဆိုလိုက်ပါတယ်အချိန်မှပဲဂီတတန်ကြားတဲ့အတွက်ဘီရင်ကထွက်ကြည့်လိုက်တဲ့အခါမှာမင်းသားအလီကခန်းခန်းနားနားနဲ့နန်းတော်ကြီးစီကိုလာနေတာကိုတွေ့လိုက်ရပါတော့တယ် မင်းသားလီကတော့တခြားသူမဟုတ်ပဲအလာဒင်ပဲဖြစ်ပါတော့တယ်။အလာဒင်ကတော့ဂျင်းနီဖန်တီးပေးထားတဲ့ကျွဲဝချမ်းသာမှုတွေနဲ့ရောက်လာခဲ့တာကြောင့်ဘီအင်းကတော့လိုက်လိုက်လဲလဲကြိုးစုံနေခဲ့တာပါ။အဲဒီနောက်မှာတော့မင်းသားအလီကအဘဘွားကရောက်လာပြီးတော့ဘီအင်းစီမှာမင်းသမီးကိုလက်ဆက်ဖို့တော့ခွင်တောင်းပါတော့တယ်။ဘီအင်းကတော့မင်္ဂလာကိစ္စတဲ့အလာဒင်စီမှာပါလာတဲ့ကော်စောပြန်ကိုသဘောကျပြီးတော့စီးကြည့်လို့နေပါတယ်။ဘီအင်းကတော့အလီကိုသဘောကျနေပြီးဂျက်ဖာတော့သဘောမတူဖို့သာပြောဆိုနေတာပါ။ဒိုမင်းသူတို့တွေပြောဆိုနေကြတော့မှဂျက်စမင်ကရောက်လာပြီးတော့ ။သူဟာတတ်မဲ့မဟုတ်တာကြောင့်ဒီလိုလောက်တာကိုစိတ်ဆိုးသွားပါလေ။အញ្ញာမှာအလာရင်ကတော့သူ့ကိုစကားတောင်ပေးမပြောတဲ့ဂျက်စမင်ကိုဘယ်လိုလုပ်ရမလဲမသိဖြစ်နေခဲ့ပါလေ။ဂျင်းနီကတော့ဂျက်စမင်ကိုအမှန်တိုင်းပဲပြောပြစေမိမဲ့အလာရင်ကသူ့ရောင်ဆောင်ထားတာကိုသိမှကြောက်နေခဲ့ပါလေ။အဲနောက်အလာရင်ကကော်တော့ပြန်အောင်စီးပြီးတော့ဂျက်စမင်အခန်းကိုသွားပြီးတော့တွေ့လိုက်ပါလေ။အလာရင်ကအိုးထုတ်ကိုချက်လိုက်တဲ့အခါမှာဂျက်စမင်ကတော့ဈေးထဲမှာသူတွေ့ခဲ့တယ်။အလာဒင်ဆိုတာကိုသတိရသွားခဲ့ပါလေ။အဲနောက်ဂျက်စမင်ကလက်မခံတာကြောင့်အလာဒင်ကိုလေသာဆောင်ကနေခုံချခိုင်းလိုက်ပါလေ။ အလာဒင်လည်းလေသာဆောင်ခုံချလိုက်တဲ့အခါမှာမော်ကော်စောပြန်ထွက်လာတဲ့အတွက်ဂျက်စမင်လည်းအံ့ဩသွားခဲ့ရပါတယ်။အဲနောက်လာရင်ကဂျက်စမင်ကိုသူနဲ့တူကဘာပြင်ဘက်ကိုကြည့်ဖို့မော်ကော်စောပြန်ဘော်ကိုတက်လာဖို့ပြောလိုက်တာပါ။ဂျိုနဲ့အလာဒင်ဟာသူနဲ့တွေ့ဖို့ငင်းဆန်နေတဲ့ဂျက်စမင်ကိုမော်ကော်စောပြန်နဲ့ခေါ်လာပြီးနန်းတော်ပြင်ဘက်ကကဘာကြီးရဲ့လှပတဲ့မြင်ကွင်းတွေကိုလိုက်လံပြသခဲ့ပါတယ်။ဂျက်စမင်နဲ့အလာဒင်ကိုသဘောကျသွားပြီးတော့သူတို့နှစ်ယောက်နှီးစပ်သွားခဲ့ကြပါတယ်။တကယ်တော့ဂျက်စမင်ကအလာဒင်မန်းသိနေခဲ့ပြီးတော့အဘူးအချောင်းစကားဆလိုက်တဲ့အခါမှာ အလာဒင်ကပြန်ပြောလိုက်တာကြောင့်ဖုံးကွယ်ထားတာပေါ်သွားခဲ့တာပါအဲနောက်မှာတော့အလာဒင်နဲ့ဂျက်စမင်ကိုသူ့ရဲ့အမှန်တရားတွေပြောပြလိုက်ရပါတော့တယ်ဒါပေမဲ့အလာဒင်ကသူ့ကိုယ်သူမင်းသားဖြစ်ဆက်ပြီးတော့ဟန်ဆောင်နေခဲ့ပြီးဂျက်စမင်စီကအချစ်ကိုတိမ်ပိုက်ဖို့ကြိုးစားပါတယ်ဒိုနဲ့အလာဒင်ကဂျက်စမင်ကိုမော်ကော်စောပြန်တဲ့အခန်းစီကိုပြန်လိုက်ပို့ပြီးတော့နှုတ်ဆက်အနမ်းလေးပေးခဲ့လိုက်ပါတယ်အလာဒင်တယောက်ဘဝမှာပထမဆုံးလိုချင်တာတွေရသွားလို့ဂျေနန်နေတော့မှာပဲရဲမတ်တွေကသူ့ကိုပါဇက်ပိတ်ပြီးတော့ဖမ်းလိုက်ကြပါတယ်အလာဒင်ပြန်အဘူးလဲဖမ်းခံထားပြီးတော့မော်ကော်စောပြန်မှာဖမ်းခံထားလိုက်ရတာပါ အနောက်ဂျဖာကတော့အလာရင်ကဘယ်တော့မှပြန်မလာနိုင်အောင်ခြေထောက်မှာတန်တုံးချီပြီးတော့ရေထဲကိုပြစ်ချခန်းလိုက်ပါတယ်။အလာရင်လည်းရေထဲပြစ်ချခန်းတဲ့အချိန်မှာခေါင်းပေါင်းထဲကမီးခွက်ထုတ်ပြီးတော့ဂျင်းနီကိုခေါ်ဖို့ကြိုးစားလိုက်ပါတယ်။ဒါမဲ့အလာရင်တယောက်မေးမြောသွားပြီးတော့မီးခွက်ကိုလှမ်းမယူနိုင်တော့ပါဘူး။ကန်ကောင်းကျတော့မီးခွက်ကအောက်ကိုရှော့ချလိုက်နေအလာရင်လက်နဲ့သွားထိပါတယ်။အဲလိုနဲ့ဂျင်းနီလည်းတက်ခဲ့ဖို့ဆူတောင်းကိုတောင်းဖို့အလာရင်ကိုနှိုးပေမယ့်အလာရင်ကဘလို့မှနှိုးမလာတာကြောင့်ဆူတောင်းနေပဲယူဆပြီးတော့သူပဲကယ်တင်ပေးလိုက်ရပါတယ်။နန်းတော်မှာလည်းဂျက်စမင်ကအလာရင်ကိုချစ်မိနေတော့ ဘင်းကြီးကမျိုးခံလိုက်ပြီးတော့ဂျက်ဖာကိုယူဖို့အမိန်ပေးပါတယ်ဂျက်စမင်ကတော့မယူနိုင်ဘူးပဲညင်းနေရကြောင့်မင်းသားလီကထွက်သွားပြီလို့ဂျက်ဖာကလိန်ပြောလိုက်ပါတယ်အဲဒီမှာပဲဂျက်စမင်အခန်းဝါကိုမင်းသားလီရောက်လာကြောင့်ဂျက်ဖာနဲ့လက်ကိုတို့ထိတ်လန့်သွားခဲ့ကြပါတယ်အဲနောက်အလာဒင်ဟာဂျက်ဖာသူ့ကိုတတ်ဖို့ကြိုးစားနေအကြောင်းကိုပြောပြဖို့တိုက်တွန်းပါတယ်ဒါမဲ့ဂျက်ဖာကဘင်းကြီးကိုအဆက်ပြတ်စိတ်ညှို့ထားတဲ့အတွက်ဘင်းကြီးကတော့ဂျက်ဖာပြောသမျှကိုကောင်းချိန်နေတော့တာပါဒါအလာဒင်ကသတိထားမိသွားပြီးတော့ဂျက်ဖာလက်ထက်ကတောင်ပွင့်ယူကရိုက်ခွဲပစ်လိုက်ပါတယ် အနောက်ပြင်ရပြန်ကောင်းသွားပြီးတော့ဂျဖာတောင်မွေးနဲ့ထိန်းချုပ်နေခဲ့ကြောင်းအလာဒင်ကရှင်းပြလိုက်ပါတယ်။အနောက်ပြင်လည်းသစ္စာပေါက်ဂျဖာကိုအဆောင်နေခေါ်ပြီးတော့ဖမ်းခိုင်းလိုက်ပေမယ့်ဂျဖာတော့လွတ်သွားခဲ့ပါတယ်။ဒါပေမဲ့ဂျဖာအလာဒင်အိုးထုတ်ထဲကမိဝတ်ကိုတော့မြင်သွားခဲ့ပါသေးတယ်။အနောက်မှာတော့လာဒင်နဲ့ဂျက်စမီယာတူကိုတူသဘောကျနေမှန်းဘင်းကတိသွားပြီးတော့အမြန်ဆုံးလက်ဆက်ပေးဖို့ပြင်ဆင်လိုက်ပါတော့တယ်။အလာဒင်ကနောက်မှဆူတန်နေရာကိုရမှာဖြစ်လို့သူစိတ်ထဲမှာတော့ဖုံးကွယ်ထားရတဲ့အတွက်မလုံးမလဲဖြစ်နေရပါတယ်။ဒါပေမဲ့တော့ဂျဖာသူ့ရဲ့လူဝတ်အခန်းထဲကိုပြောင်းလာပြီး မင်းသားအလီကအလာဒီမဲလို့လက်ကိုကိုပြောလိုက်ပါတယ်။အားနောက်ဂျဖာအလာဒင်းစီကမိခွက်ရဖို့လက်ကိုကိုလူခိုင်းလိုက်ပါတော့တယ်။တပတ်မှာတော့အလာဒင်းဟာသူ့ကိုစူတန်ဖြစ်စေချင်နေတဲ့ဘင်းကြီးကိုကြည့်ပြီးစိတ်ညစ်နေရပါတယ်။ဂျင်းနီကတော့သူ့ကိုလွတ်ပေးစေချင်မဲ့အလာဒင်းကဂျင်းနီမပါဘဲသူဆက်မလုပ်နိုင်တာကြောင့်ဂျင်းနီလည်းစိတ်ဆိုးသွားပါတယ်။အားနောက်အလာဒင်းကစိတ်ဆိုးနေဂျင်းနီကိုရောအဘူးနဲ့မော်ကော်စောပြန်ကအော်ပြီးတော့မောင်းထုတ်ပစ်လိုက်ပါတယ်။ဒုနဲ့လက်ကိုကဂျက်စမင်အတန်တူးလှုပ်ပြီးတော့အလာဒင်းကိုပြင်ကိုပါထုတ်လိုက်ပါတယ်။ အဲနောက်မှာတော့မိဝတ်ကိုတဲပြီးတော့ဂျဖာစီကိုယူသွားပေးပါတယ်။ချိန်ထဲမှာပဲဘီရင်ကလက်ထပ်ပွဲကိုတိုင်းသီးပြီးသီးဂျင်ညာလိုက်တာကြောင့်အလာနေကအမှန်တရားကိုပြောခွင့်မရလိုက်ပါဘူး။ဒုနဲ့ဂျဖာတယောက်မိဝတ်ပို့လိုက်တဲ့အခါမှာဂျင်းနီကတော့အလာရင်ထင်ပြီးတော့စိတ်ဆိုးနေပါတယ်။ဒါပေမဲ့ဂျင်းနီကတခင်အသေးရမှန်တီးသွားအောင်ခဏမှာပဲပထမဆုံးဆူတောင်းနေတဲ့ဂျဖာဆူတန်နေနဲ့ထီနန်ဆိုးဆန်ဖို့ကိုဆူတောင်းလိုက်ပါတော့တယ်။အချင်းကောင်းကင်ဒီခုလုံးကမှောင်မဲတက်လာပြီးတော့ဘီအင်းရဲ့ဖိုးတန်ဝစ်စုံတွေကိုဂျက်ဖာစီကိုယောက်သွားခဲ့တော့တာပါ အဲဒါကြောင့်အလာရင်လဲအိုးထုတ်တဲ့မိကွက်ကိုယူပြီးတော့တိုက်ခိုက်မယ်ပြင်နေတော့မှာပဲမိကွက်ပြောင်းနေမှန်းအောင်သိလိုက်ရပါတော့တယ်အဲနောက်ဂျီမာလုံးနဲ့ဂျင်းနီပေါ်လာပြီးတော့နန်းတော်နေရာဆွေးပြီးတော့ဂျဖာစိတ်တိုင်းကလှုပ်ပေးနေခဲ့ပါတယ်အလာရင်လဲမော်ကော်စောပြန်တဲ့သူဂျင်းနီစီကိုသွားပြီးတော့ရပ်ဖို့အမိန်ပေးနေပြီမဲ့ဂျင်းနီရဲ့တခင်ကအလာဒီမဟုတ်တော့ပါဘူးအဲနောက်မှာတော့ဂျဖာကဒုတိယဆူတောင်းနေနဲ့ကဘာတစ်ခုလုံးမှာစွမ်းအားကြီးဆုံးမော်စရာဖြစ်ချင်တယ်လို့ဆူတောင်းလိုက်ပါတော့တယ်အလာရင်လဲဂျင်းနီကိုတားပြီးမဲ့ဘလို့မှမရတော့ပဲဂျင်းနီလဲဂျဖာကိုဖြည့်ဆည်းပေးလိုက်ရတော့တာပါ အဲနောက်မှာတော့ဂျက်ဖာအားလုံးကိုသူ့ရှေ့မှာဥညွတ်ခိုင်းလိုက်ပြီးအလာဒင်ဟာဆင်းရဲသားအစ်မန်ဆိုတာကိုပါဂျက်စမင်ကိုပြလိုက်ပါတော့တယ်။ဒိမ်မကြခင်မှာပဲအလာဒင်အဘူနဲ့ကော်စောပြန်တို့ဟာနန်းတော်နဲ့ဝေးသုံးတဏျာကိုအပုတ်ခံလိုက်ရပြီးသူတို့တွေလည်းနန်းတော်ကိုပြန်သွားဖို့ကြိုးစားကြပါတယ်။အဲနောက်မှာတော့ဂျက်ဖာဂျက်စမင်ကိုအခိုင်းအစေသဘောဆက်ဆံနေပြီးတော့ဘင်းကြီးကိုတော့ရုပ်သေးရုပ်တရုပ်လိုသာအပြောကစားလို့နေပါတယ်။ဒိုနဲ့ဂျက်ဖာဂျက်စမင်ကိုဇနီးဖြစ်လက်ထပ်ယူခြင်းခဲ့တာကြောင့်ဂျက်စမင်ကတော့အဲ့ဒါကိုလက်မခံပါဘူး။အဲနောက်မှာတော့ဂျက်ဖာဂျင်းနီကိုသတိရသွားပြီးတော့ နောက်ထပ်ဆူတောင်းတစ်ခုနေနဲ့ဂျက်စမင်သူ့ကိုအသေးအတန်ချစ်အောင်လှုပ်ပေးဖို့တောင်းဆိုပါတော့တယ်။ဂျင်းနီကတော့ဒီလိုဆူတောင်းမျိုးကကန့်တတ်ထားလို့ပြောပေမဲ့ဂျက်ဖာကတော့လက်မခံပါဘူး။အဲဒီချိန်အလာဒင်တို့ခိုးဝင်လာတော့ဂျက်စမင်ကမြင်သွားပြီးတော့ဂျက်ဖာကိုအောင်လွှဲဖို့ကြိုးစားပါတော့တယ်။ဒုံနဲ့ဂျက်ဖာတယောက်ဂျက်စမင်ရဲ့လက်ကွက်ထဲပါပြီးတော့မိဝက်ကိုခုံပေါ်မှာဒီတိုင်းတင်ထားခဲ့ပါတယ်။ဂျင်းနီလည်းအန်အောင်နေတုန်းမှအလာဒင်ရောက်လာတော့မြင်ပြီးတော့တခုခုလှုပ်ဖို့အကြံတောင်းပါတော့တယ်။အဲဒီမှာတော့အလာဒင်ကအနောက်ကနေခိုးလာနေပြီးတော့မိဝက်ခိုးဖို့လုံနေအောင်လက်ကွက်ကမြင်သွားခဲ့တာပါ။ ဒါပေမဲ့အဘူကလက်ကိုထိမ့်ပေးထားကြအောင်အလာဒင်တယောက်ခိုးနိုင်တော့မယ့်အချိန်မှာဒီဒီပန်ပြုတ်ကြတဲ့ကြားပြီးတော့ဂျဖာလည်းတီသွားခဲ့ပါလေဂျဖာတီတာလက်မကြည့်ခင်မှာဂျက်စမင်ကအနစ်နာခံပြီးတော့ဂျဖာကိုနမ်းလိုက်ရပါလေအဲ့ချိန်ဂျက်စမင်ခေါင်းပေါ်တရဖူကနေအလာဒင်ကိုမြင်ပြီးတော့သူ့ရဲ့မော်တော်မွေးနဲ့တပ်ဖို့ကြိုးစားပါလေအလာဒင်ကတော့ဂျက်စမင်ကိုမိခွက်ယူခိုင်းပေမဲ့ဂျက်စမင်လည်းဂျဖာအစွမ်းနဲ့တဲနာရီတဲပိတ်မိလို့သွားပါလေမိခွက်ယူဖို့ကြိုးစားတဲ့အဘူကတော့မြောက်ရုပ်လေးဖြစ်သွားပြီးမော်ကော်ဆိုကတော့ခြေကျိုးတွေတိုင်းပုံရသားဖြစ်သွားခဲ့ရပါလေ အဲဒါကြောင့်နောက်ဆုံးတော့ဂျာဖာအစိပ်ပြင်းတဲ့မွေကြီးဖြစ်တဲ့အသွင်ပြောင်းပြီးအာလာဒင်းကိုတိုက်ခိုက်ပါတော့တယ်။အာလာဒင်းကသဲနာရီတဲ့နစ်တော့မဲ့ဂျက်စပင်ကိုကယ်ဖို့ပြေးလာရင်ဂျာဖာစီမှာမိသွားခဲ့ပါတယ်။အဲနောက်အာလာဒင်းလည်းဂျန်ဟာမရတော့တာနဲ့ဂျီနီကတော့အမြဲတမ်းစွန့်ထက်နေရာကြောင့်ဂျာဖာဒုတိယပဲလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်ဂျာဖာတတိယဆူတောင်းနေနဲ့စွမ်းအားကြီးတဲ့ဂျီနီဖြစ်ချင်တယ်လို့ဆူတောင်းလိုက်တော့တာပါ။အဲ့ဒီမှာပဲအလာဒင်းကဂျက်စမင်ကိုကယ်ပြီးတဲ့နောက်မှာတော့ဂျက်ဖာအတွက်ပေါ်လာတဲ့မိကွက်ကိုယူပြီးတော့ဂျက်ဖာကိုမိကွက်ထဲထည့်နိုင်လိုက်ပါတယ် တို့နဲ့အရာလုံးပြီးဆုံးသွားတဲ့ခါမှာဂျင်းနီကအိုင်မီဝက်ကိုယူပြီးလူတွေနဲ့အဝေးဆုံးကိုလွတ်ပြလိုက်ပါတော့တယ်။အဲနောက်မှာတော့ဂျက်စမင်နဲ့အလာဒင်ကနန်တော်ရဲ့ဥပဒေကြောင့်ဂျီလီယန်နဲ့နှုတ်ဆက်ကြရတော့မှာပါ။ဒါအောင်မြင်တဲ့ဂျင်းနီဟာအလာဒင်ရဲ့နောက်ဆုံးဆူတောင်းနေနဲ့မင်းသားပြန်ဖြစ်အောင်ဆူတောင်းပြီးတော့ဂျက်စမင်နဲ့လက်ထပ်ဖို့အကြံပေးနေပါတယ်။ဒါမဲ့အလာဒင်ဟာအဲ့လိုဟန်ဆောင်ရတာမျိုးမလုပ်ချင်တဲ့အတွက်နောက်ဆုံးဆုအနေနဲ့ဂျင်းနီကိုထာဝရလွတ်လပ်အောင်ပဲဆူတောင်းပေးလိုက်တာပါ။ဂျင်းနီပြောနေအောင်မြင်ရတဲ့အလာဒင်ကဝမ်းသာနေပြီးတော့နှုတ်ဆက်ရတော့မှာကြောင့်မျက်ရည်တွေကျနေခဲ့ပါတယ်။ အချင်းဘီရင်ရောက်လာပြီးတော့ဥပဒေကိုပြောင်းလဲပေးလိုက်တဲ့အတွက်အလာဒင်တို့လက်ထပ်ခွင့်ရသွားခဲ့ပါတော့တယ်လွတ်လပ်သွားတဲ့ဂျင်းနီကတော့တသက်လုံးချုံနောက်ခံရသမျှအခုမှလွတ်လပ်ပြီးကဘာနဲ့ခီးပတ်ဖို့ထွက်သွားခဲ့ပါတယ်ဒွန်းနဲ့နောက်ဆုံးမှာတော့အလာဒင်နဲ့ဂျက်စမင်တို့ကလက်ထပ်ဖြစ်ခဲ့ကြပြီးမော်ကော်စောပြန်စီးနေတယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ဖတ်လို့ကဘာကြီးရဲ့အလာတွေကိုရှူစားလို့နေခဲ့ကြပါတော့တယ်ကွယ် Okay ပေါ်တော့ဒီနေ့မှချိန်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် channel ကို subscribe လုပ်ရသေးတဲ့သူတွေရှိရင်လှူထားပြီးတော့ဘေးနာခေါင်းလောင်းလည်းနှိပ်ထားပေးပါဦးနောက်ဒီမှာပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်